ဖျားပေါ်တာပါနော်ဒါအထူးသမတ်ဓမ္မဓမ္မဒါပထမပေါ်ထားတဲ့ဒီအခုပြန်တွေ့ပြန်ပါပြီလို့မှာတွေ့အားလုံးဖူးမြော်နိုင်အောင်လို့ပါဒီမှာအထူးသမတ်ဓမ္မဖျားမဖျားမပဲဒါတော့အိမ်ထဲမှာရေရင်းတွင်းတဲ့ထပနာတိုက်ကိုသွားပြီးတော့ဒုမိတယ်လို့သိရပါတယ်နာရောက်နာဖယားအမရှာနာဒီမာဒီမာကျမ်းမာဒီမာပါရှင်ဒီလိုလဲမြက်ခွက်ကြောလဲအောင်အေးဖယားမာ ပြောလိုက်တာတငယ်ကြီးတငယ်ကြီးနဲ့ချင်းတွင်းတူးမလို့တဲ့တွင်းတူးတာရေတွင်းရေတွင်းကမတူးရနှစ်ပေလောက်ရှိတယ်ဖရားပေါ်တာဖရားအမဖြစ်နေတယ်မှာပြန်တွေ့ရ GNT ရဲ့အိမ်ထဲမှာပေါ့ဒီမှာရပြီရတော့အဲအကြီးကြီးပဲဒီမှာဟိုနန်းတော်အဆောင်တော့ပြတ်တက်ပြတ်တက်ဟဲ့ပြတ်တက်ဆောင်တော့အဲ့ဒါဟုတ်ပါအင်းဒီမှာ အဆောင်တော့ပဲဒါကကြာပြတ်တဆောင်အင်းအင်းအင်းဓမ္မတေချာရိုက်ညောက်လေးပါရအညောက်ကလေးပါနော်အညောက်လေးတေချာလေးတေချာလေးဒါနေနေပြီကွာတော့ခြေနာရီပါတွေ့လို့ရှိရင်လိုင်းမတင်ချနဲ့ဟုတ်လို့အညောက်သေးလေးပါလေဘုမပြောသလိုကိုတည့်ရင်ကိုဝန်နဲ့ထားလက်ကုသူရမှာအဲ့ကုတာလေးဖရလာသိမ့်သွားအောင်မယ် ချင်ညောင်းဟိုအညီဒီပြရမှာဖက်ပြကြအောင်ပြည်သူပိုင်ပြည်စည်းပြည်သူပိုင်ပြည်စည်းဆိုပြီးတော့နောက်ဆုံးပြည်သူတွေဒီလည်းရောက်တာမဟုတ်ဘူးခေကဝေးကြီးကိုခေတောင်း100လောက်က100လောက်ကလား900လောက်ကလားဆိုတဲ့ကိုလေအေးနန်းတော်ဟာအေးညာနဲ့တော့ချီနေတော့ပြီဗျအင်းတင်ကြောင်းကဖျားနေပါကျောင်းကောင်းပုံတိုင်းဒီနေ့လည်းလောင်မင်းအခုပြန်ရတာ နန်းတော်ဆောင်လို့လို့ခါဒါတော့သူ့ပေါ်ရရတဲ့ဘုရားရုပ်ပွားတော်လေးတွေပေါ့နော်ဘုရားတည်တံကြောက်လို့လေပေါ်ပြတယ်ဘုရားရင်ကြီးတော်တတ်တယ်ချာချာပါမိမိတို့မနေ့ကရောက်တာဒီကနေ့ဘုရားပေါ်ပါတယ်မိမိတို့ဘုရားဖူးလိုက်တယ်ပေါ့နော်နောက်ကလိုင်းပေါ်ကညီကိုမောင်နှမကြီးလည်းဖူးကျင်လာခဲ့ ကဲမေမေတို့လာတဲ့အရက်ကတော့ထူးခြားပါတယ်ရှင်ကဲချစ်တို့ရဲ့မျိုးတို့လည်းဖူးကြည့်ရင်လာကြပါလို့ဆက်တူးတုံးတမနဲ့နဲ့ဘာမှမရှိတော့တိမ်ကဲကလေးနေနေဖူးကြည့်လိုက်ကြပါမယ်အောင်ပေါင်းချစ်ကျွန်တော်တို့ငယ်ငယ်တော့ကလည်းအဲ့လိုပဲကြုံမှုတယ်ပြဦးဒီယောက်ကဒါကိုကိုပီအောင်ပါဗျာရေကန်တဲအောင်ဆိုပြီးမှတူးလိုက်တာရေကန်ကိုကိုပီအမြင့်တွေကိုဖြတ်မယ်လို့လှုပ်တဲ့ခါမှာသူကအဲ့လိုမျိုး ဖះထမနာတိုက်တွေ့တာပေါ့နော်။သူကပဲရေရွယ်ချက်ရှိရှိတွေ့လာတာတော့မသိဘူးဗျာ။ဂျေကတွေ့လာတော့သူကဇေနာမှတွေ့ရတာပေါ့နော်။အဲ့ဒီမှာဖះပေါ်တယ်ဖះပူတယ်ပေါ်တယ်ဆိုပြီးတော့မှလူတွေစုပြုံပြီးတော့လဲတွေရောဆိုင်ငယ်တွေရောကားတွေနဲ့အဲ့လိုမျိုးဟုံးအုပ်ကြီးကြီးနဲ့တွတ်ကြည့်ကြတာပေါ့ဗျာ။နောက်ပိုင်းအဲ့ဒီမှာဖះလေးကိုရေစိန်ထားတာဗျာ။သူတို့ကဖျားလေးထူကြတယ်ဆိုပြီးတော့ဗောနော်ရေစိမ်းပြီးတော့အဲ့ဒီရေတွေကိုကျွန်တော်တို့ကခလေးဆိုတော့လည်းဘဲသိမယ်လူကြီးတွေတက်တော့လဲကျွန်တော်လည်း တက်သွားတာပေါ့နော်အေးအဲ့ဒါအနေနဲ့ကိန်းနေပါညာပေါ့အဲ့ဒါငငယ်ငယ်တော့တော့အဲ့လိုမျိုးကြုံမှုတယ်ပြန်လုံမယ်ဆိုပြီးမှတူးလိုက်တာ၄တောင်ကျင်းကျင်းနဲ့အဲ့ဒါအောင်မှဖျားပေါ်တာကြုံမှုတာတွေကိုပြရတာပါအေးရရရရရရရကိုမေမေတို့ဖူးထိုက်လို့ဖူးရတာပါအဲ့ဒါပြီးရင်လဲရေမိုးဆေးပြီးရင်လဲပြပါမယ်ဖူးနိုင်အောင်ပေါ့နော်အားလုံး ဒီအန်တီရနည်းနည်းရရတော့မဟုတ်တော့ဘူးပုံစံကြည့်ရတာဒါဇက်တွေပွဲတွေလိုက်ကူတွေထင်တယ်ဗျမင်းသမီးတွေဘာကြီးများလောက်ခတ်ဘူးလားမသိဘူးတန်ဆွဲငယ်နေတန်နေတနာတော့မစိုးဘူး

တော်ရုံတိုင်ရုံအစိုးတော်တွေလို့အတန်တိမ်မသွားဘူးနော်သူကဆွဲဆောင်မှုရှိတယ်ဟိုကအတတိမ်မဆန်ဆန်ဆိုပြပါတာပရိသတ်လည်းတော့မသိဘူးကြာ ဟာရွှေတက်တက်လာခဲ့တယ်နော်ခေါ်နေပြီဟာအစာပိုင်းမှာတော့ဓမ္မတိလို့လို့ပါလို့လို့ဟမ်ဟိုသူကစိန်နေပါထခွန်နေရာကြီးရော တော်ရုံအန်ဂျူနဲ့တော့ဒီတချင်းကိုရေးလို့မရဘူးနော်ရောချင်းတောင်ပြီးပြီအာဘာထဲမှာအောင်ချင်းတောင်က ကွင်းထည့်ပြီးတော့ကွင်းတော့တဲ့မှာအလေးချပေါက်တဲ့နွယ်ပင်လေးတွေနဲ့တကူလိုမျိုးအိမ်သုံးချင်းနှောင်းလေးရဲကြမယ်ဒီလိုချင်းနှောင်းလေးရဲဖို့အတွက်တော်ထဲမှာရှိတဲ့ကျန်ပောင်းຫນွေရင့်နာရှည်တာလေးတွေကိုစိတ်ရှိရှိနဲ့တိတ်ຫນွေပင်လေးနဲ့ရစ်လောက်ထားတာတဲ့လုံးဝ amazing ပဲဗျာချင်းတောင်လေးရင်းနေဟာကိုယူပြီးတော့နှူးတဲ့ဟာကိုပယ်ရမှာဖြစ်တဲ့အတွက်အာຫນွေတွေကို ပို့ပြီးတော့ဆုပ်ခဲ့တယ်ပြီးရင်ဒီလိုမျိုးလေးအာပြောင်းနေအောင်တတ်ရမယ်ပေါ့နော် ရှုပ်ပြီးသွားတာပဲအမှန်ကြည့်ပါအောင်ဒီကတော့ချင်းတောင်းလေးကိုစရက်ဖို့အတွက်အဲချင်းတောင်းလေးရဲ့အကျောလေးတွေကိုခြားထားဖြစ်ပါတယ်အကျောလေးတွေကတော့စုံပင်ဖြစ်ဖို့လိုတယ်စုံပင်ဖြစ်ဖို့ဆိုတာကဘာလဲဆိုရင်73ပင်55ပင်အဲ့လိုမျိုးပြောတာပေါ့နော်ပြောတောင်းဖင်တယ်တာတင်ပြီးတော့ဒီလိုမျိုးဆေးရနေလောက်တဲ့အတိုင်းပဲပင်ညောပင်ချအိုလောက်သွားမယ်ဆိုလို့ရှိရင်ချင်းတောင်းလေးရပါတယ်ခင်ဗျာအဲ့မအဲ့မလက်တွေ့သုံးဝင်သွားပြီနော်တတိထားရမှာတကူကတော့မိတ်မြန်မာတွေနော် ဒီလိုနေချင်းတော့ရှုပ်လို့တော့မရဘူး။နေရရင့်လေလေပိုကောင်းနေဖြစ်တဲ့အတွက်အဲအမှုမပိုင်ပိုကောင်းနေပေါ့နော်။အခုဒီချင်းလေးညာဆိုရင်အမှုပါတဲ့အတွက်ကျဲသွားတာမျိုးကြုံသွားတာ။အညာထင်တယ်ဗျဒီပလာသာကြည့်ရတာ။ဒီနေချင်းလေးတွေဆိုလို့ရှိရင်အမှုပါတဲ့အတွက်အာကျဲနေတာပေါ့နော်။နေနုတဲ့ခါကျရင်ကိုလိုချင်တဲ့ပုံစံကိုရဖို့အတွက်ဖြစ်ပါတယ်။ကဲအခုချိန်မှာဆိုလို့ရှိရင်တော့ဒီနေ့ရဲ့ဖြစ်တဲ့ကျွန်တော်ရဲ့ຫນွေချင်းတောင်းလေးတွေကိုမိမောင်းထုတ်ပြလိုက်ပါပြီခင်ဗျ။ ားလုံးပဲ Okay ပါဒီမှာဒီလိုမျိုးကျန်တဲ့ပေါင်းຫນွယ်လေးတွေကောင်းကောင်းရှိတယ်ဆိုလို့ရှိရင်အင်းအတွက်အသုံးလို့မဲ့ချင်းတောင်းလေးတွေကိုရေးကြည့်ကြပါခင်ဗျာကဲမျိုးလို့လဲစမ်းကြည့်ကြတော့ကာကြီးကာကွေးကာငယ်ကာကြီးငါဆာနုဒါတော့၃နှစ်ရွယ်သမီးလေးလို့သိရပါတယ်ကာငယ်ကာကွေးဆာနုအချူတော်တော်ကောင်းတယ်လို့ပြောရမှာပဲဗျာခလေးက 嗯。